ဟိုရဲဘော်လောက်ပြီမနော်ဘယ်ဘယ်ဘယ်တော့ဘယ်တိုက်ရင်လဲတုံးမှုလို့ဘယ်လိုဖြစ်လဲတုံးခွန်တုံးရနေပဘိုးခဲရနော်ဒါပဘိုးခဲရိုက်မှာကျွန်တော်တို့တော်လိုင်းကြီးလောက်ခဲ့တဲ့ရဲဘော်ဒီရောက်လာတာကဘလို့ဟိုဘာဖြစ်လို့လဲမိဘအစ်မသေးလို့ဟာအလောက်လောက်ပြီမဲ့ဆိုရင်ရပါတယ်အခုလက်ရှိနေတဲ့ဒါကဘာဖြစ်နေလဲဒီနေနေလို့ဟုတ်တယ်ဒီကျေးဇူးကျေးဇူးအဲ့ကယင်ဂျီနာပြောတာဆွမ်းနာကျွန်တော်ပြလေဒါမှဒီ not team ဆိုတော့လေကျွန်တော်ပြလို့ရှိနေပြီအထဲမှာ တော့ညဘက်ကျအဲ့လိုမရဘူးမလာနိုင်ဘူးခိုက်စားပြီးတော့ကြိုက်ပြီးတော့သူကဟိုစပူဝင်းနားမှာအပေါက်ဆုံးနောက်ပေါင်းလို့ဆိုးွားမှာအပေါက်တွေပြည့်လို့အထဲမှာလိုက်စားလို့ကလိုင်းကောင်းဖြစ်တယ်။ကလိုင်းကောင်းဖြစ်နေတော့ဒီမှာတကယ်ချင်းကမှအဲ့ကတ်နေတာလေ။ငယ်ချင်းကမှတန်းနေနောက်ပြီးတော့ဒီဆေးတွေပါလေကုသားကိုဆွေမျိုးသားကြီးလည်းဘာမှမရှိဘူး။ခုကြီးလိုက်တောင်းနေတယ်ဗျ။ဒါလည်းလည်းကိုအတိမိတ်ကြီးမာကြီးပါရောဝိုင်းစုံနေနေလို့ဆေးဝယ်တိတ်တောင်းနေလို့ဒီမှာကို အာကွာဒါကတော့ဒီဟိုပြောမယ်ဆိုလို့ရှိရင်ဒီဟိုပိုင်းရှင်အမကလည်းပြောမယ်ဆိုလို့ရှိရင်စိတ်ကောင်းတယ်လူမျိုးတော့မတူသူကတော့အစ္စလာမ်လူမျိုးအမကသူကဒီမျိုးမပွဲကြမှာနဲ့တောင်လေးကိုကုညီပေးတယ်ဒါမဲ့ဒီကောင်လေးဟိုညီလေးကစေးုံတက်မှာအဆင်ပြေမှာပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ဒါအားလဲယောဂအဲကြီးတယ်ဆိုစေးုံမတက်လို့ညာဘက်ကအိပ်မရအောင်ပြေအိမ်မရတဲ့ကွာဘာလို့လဲဆိုတော့ဒီကောင်လေးကကျွန်တော်တို့ဒီစေးုံတက်မှာအဆင်ပြေကြာလို့ရှိလို့ရှိရင် ျွန်တော်တို့ပြောမယ်ဆိုပို့ဆိုးသွားနိုင်ပေါ့အဲမှာလိုက်စားပြီးတော့လိုင်ကောင်းကြီးတော့ဟိုကဒလိုင်းဖြစ်နေတယ်လေအဲမှာတော့ဖြီးအပြီးလေးဆိုလို့ရှိရင်တအားထွက်လို့ဟုတ်လားဟုတ်ကဲ့ဟုတ်တယ်ရတိုင်းကြီးတွေထွက်တယ်ပြီးရောပြီးရောဒီလိုဘလာတော့ညာတာညင်လို့အားများလို့လို့စီနေနေတိုင်းနေတိုင်းဟုတ်ပါလားတနေ့ဘလာပြီးဘလာတော့ပုံမှန်ပြန်ပါလိမ့်ကျေးဇူးတင်ဆိုတော့ဆယ်ဝယ်ဒီပြင်းရတော့ရှိဘာလည်းလောနေတိုင်းကထွက်ဖန်ကွာကအဲ့ဒီကိုမရင်းဖန်ဂိုင်းကွက်ကြီးရဲ့လက်နှလုံးလောက်နေတိုင်းထွက်တယ်တဲ့ ဲ့တော့ဟိုပြောမှဆိုလို့ရှိရင်ကျွန်တော်တို့ကအကူအညီဖို့လိုအပ်တယ်အရင်တော့ဒါကျွန်တော်တို့ဒီနိုင်ငံအတွက်ပေါ့နော်ကျွန်တော်တို့တက်နိုင်တဲ့ဘက်ကအသက်ဘလောက်ရှိမှလဲ27နဆနတဲ့နေပဲရှိတယ်ဘလုံးရယ်ပဲရှိတယ်နော်နိုင်တဲ့ဘက်ကတော်လိုင်းရဲပေါ်လောက်ခဲ့တယ်အခုဒီမှာလာတော့ဆွေမရှိမျိုးမရှိတဲ့အဆင်မပြေရတာတငယ်ချင်းအိမ်မှာတက်နေတယ်နော်တငယ်ချင်းအခန်းအခန်းမှာတက်နေတာစားဝတ်တောက်မှုလည်းမရှိဘူးစိတ်ယုံတက်ဖို့ဆိုလို့ရှိရင်တော့ပုံပုံရပါတော့အားကြောင့်မလို့ကျွန်တော်တို့ကနေပြီးတော့ အဲကျွန်တော်စေးုံတက်ဖို့ကိုပြီးလို့ရှိရင်ကျွန်တော် live ban ပြီးတော့ဗောနော် live ban ပြီးတော့ဒီကောင်လေးဘက်ကိုကျွန်တော်လည်းတန်းနိုင်တလားပြုမယ်အဲ live ban ပြီးတော့ဒီစေးုံတက်ဖို့ဈေးပြည့်အောင်လည်းကျွန်တော်တို့ဒီ line one နေပြီး line one ဒီကိုဝန်တော်မတွေကို30နာရီ30နာရီ50နာရီ100နာရီကျွန်တော်အကူကြီးတောင်းမယ်နော်အဲ့ဒါကြာလို့ရှိရင်ဒီ video file လေးကိုလည်း one share သွားပြီးကျွန်တော် live ban ပြီးတော့အကူကြီးတောင်းမယ်အဲ့ဒါကြာလို့ရှိရင်ကိုကြီးကိုဝန်တော်မတွေကတန်းနိုင်တလားကူညီပေးပါလို့ကျွန်တော်တောင်းဆိုချင်ပါဘာလို့လဲဆိုတော့ကျွန်တော်တို့ဒီလူလဲကျွန်တော်တို့ဒီနိုင်ငံတောင်းဘောနော်အဲကျွန်တော်ရဲဘော်ဘွားနဲ့ တက်နိုင်တော့ဒီမဲ့ထမ်းလာတယ်ဒီကြားပေါ်တော့ဒီမှာလုံးဝရေကိုဆွေမျိုးမောင်းမှလည်းမရှိဘူးဒီတိုင်းမလောက်ပဲနဲ့စေးအောင်တက်ပဲနဲ့ထားမှဆိုရင်ဒီစိတ်ကဘာဖြစ်နိုင်လို့ဒီမှာกินတာတော့ပြပါနေစို့ကင်းစားတော့ပြနိုင်တယ်အဲမှာသူကဂလိုင်းဖြစ်ပြီးတော့စားတယ်ပေါ့နော်ကင်းစားပြင်မှတော့လည်းပါပြီပေါ့တေရုံမရှိတော့ပေါ့အဲ့တော့ဘူးကူကြီးပြမယ်နော်အဲဒါပြီးလို့ရှိရင်ကိုလိုက်လိုက်ပြီးတော့ကူကြီးဝဲအခုနောက်ပိုင်းစေးအောင်လေးကသူကအရင်တော့ဆိုဒီတိုင်းတော့တက်ပြီးတော့မှပတ်စံပေးအခုကကြတော့ ပတ်စံမပေးလောင်းကြီးတော့များတော့ဘယ်လိုလဲဆိုတော့သွားပြီးတက်ပြီးသူတော်သူစပေါ်သုံးတောင်းပေးရမယ်ဆောက်စီအောင်ပြဒါစပေါ်သုံးတောင်းပေးရအဲ့ဒီကင်တူစီလို့ရှင်ကျန်တဲ့ဥစ္စာတော့ခုမပေးနိုင်တဲ့ဒီဒါကိုကျွန်တော်ကသာပဲပါပါပြောလို့ပါပြောလို့ပါတော့ဒီပေါ့သုံးတောင်းတော့ပါတော့ရေချောက်အဲ့တော့အဲ့ဒီပတ်စံလေးကိုရအောင်တော့ကိုရောတက်နိုင်တော့ထူလာရရှာလို့မယ်။နော်ဒုတာရရှာလို့ဒီလေးကိုဆေးရုံတက်ပြီးတော့ပွဲပြီးတော့ဥတာပေါင်းနေအောင်လို့ပြည်ပြင်းနေမှာနော်။ နောက်ပြီးတော့ဒီဗီဒီယိုခိုင်းလို့လည်းဒီမောင်မားတွေဝိုင်းရှယ်သွားပေးပါလို့ကျွန်တော်ပြောချင်ပါတယ်။ဘာလို့လဲဆိုတော့ကျွန်တော်နေ့လေလောက်ကြလို့ရှိရင်ကျွန်တော် live လုပ်မှာပေါ့နော်။ Facebook ရောကျွန်တော် TikTok ရော live လုပ်မယ်။အဲ့လိုနဲ့ကကြာရင်ဒီညီလေးအတွက်ကျွန်တော်အပြင်တောင်းခံမှာဖြစ်ပါတယ်။ဒါကြောင့်မို့ဒီဗီဒီယိုဖိုင်လေးကိုလည်းဒီမောင်မားတွေဝိုင်းရှယ်သွားပေးပါဒီကောင်လေးရဲ့အချိန်ကြီးကအရန်ဆိုးပါတယ်ပေါ့နော်။ဒါတအားကြီးကိုဆိုးတယ်အပြင်ကြီးလည်းတအားထွက်တယ်ဆိုတော့လေ။အားအားကြောင့်ဒီကိုမောင်မားတွေဒီဗီဒီယိုဖိုင်လေးဝိုင်းရှယ်သွားပေးပါလို့ကျွန်တော်အရေးဆုံးမြတ်တာရက်ခံချင်ပါတယ်ဗျာ။အားလုံးကျေးဇူးပါတယ်။